ငပိန်းတွေပြောနေသလိုလဆကအစိုးရကသူ့ရဲ့ထွက်ပေါက်ဖြစ်လုံနေတယ်ဆိုတော့မဟုတ်ပါလုံးဝကိုမဟုတ်တာပါအတင်ချကိုမဟုတ်တာအတိတ်ကိုမဟုတ်တာစစ်တပ်ကိုမြန်မာတပ်မလို့ဘယ်သူတွေကမြထွက်ပေါက်ပိတ်အောင်လုပ်နိုင်တာလဲဒီနေ့မှပိုက်ကြလာပြီအဲ့ဒီမြောက်ဘေးလေးနဲ့ကောင်နေအခု line ပေါ်မှာမြောက်ဘေးလေးနဲ့ကောင်နေပြီးတော့ဆုလိုက် line ကဖိုင်စင်နေဒီလိုလာခဲ့ပြီးတော့ခေါ်ကြည့်လာမလားကောင်မရောခေါ်ကြည့် အခုလက်ရှိ line ပေါ်မှာမင်းတို့အာတမတော်လုံးပြီးတက်တော့ပြီးတက်တော့ပြီးပြောပြီးတော့လောနေတဲ့ကောင်တွေကိုတီးတန်းစုလိုက်အဲ့ဒီအကောင်တွေကောင်မှတယ် လိုချရမီဝပီတူညကိုမော်မမများအလုံးမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ20ရက်နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့ Tolan 13 to 3ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲ Tolan 13 to 4တွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရက်စကန်တပ်ဖွဲ့မှာဆိုရယ်အချမ်းဘက်စစ်တပ်ဘက်က40ကျော်ခန့်တိုက်ဆုံးပြီးတော့မှအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတော့ ဗီတိုလိုမျိုးရဲ့တမတော်ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ရန်သူဘက်ကတည်ဆုံမှုစီးရင်တွေတော့အတိအကျမသိရသေးဘူး။အနည်းဆုံးရန်သူဘက်က40ချော်တည်မယ်လို့မှန်းထားတာပေါ့။စီးရင်တိကျတော့အတိမပြုတ်နိုင်သေးဘူးဆိုပြီးတော့မှဗီတိုလိုမျိုးရဲ့တမတော် People's Liberation Army PLA ကနေပြန်မပြောဆိုထားတာဖြစ်ပါတယ်။ကန်တော်ရဲစခန်းတိုင်းတပ်ဖွဲ့အတွင်းမှာစစ်ကောင်စီကနေပြန်မဇွန်လ10ရက်နေ့နေ့လယ်12နာရီ15မိနစ်ချိန်မှာတပ်ဖွဲ့ကို၄ချောင်းပစ်ကိုပေးလာတဲ့အချိန်မှာပဲကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြန်တော့မှစစ်ကောင်စီရဲ့ F7 အမျိုးအစားတလီရင်တစည်းကို PLA ကိုယ်တိုင်ကနေပြန်ပစ်ချနိုင်ခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ အဲ့ဒီပြချမှုတွေမှာဆိုတော့လေစကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လေမိုးကဆိုလဲထိခိုက်တေဆုံးသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကန်တော်ရဲစကောင်ရပဲပြီးချုံမှာပဲစကောင်စီအနေနဲ့အခုဆိုရင်လေချောင်းတက်ခတ်မှုတွေလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့သိရတာဖြစ်ပြီးတော့မှဒီကန်တော်ရဲစကန်တိုင်းတက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့မကြခင်မှာတေးစိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းရင်းမပင်မြို့နယ်ပသိမ်မိုရလန်းပိုင်းတနေရာမှာစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးတော့မှလေးဦးတေဆုံးခဲ့တယ်ဆိုတဲ့နောက်ထပ်သတင်းပဲဖြစ်ပါတယ်။စလင်းကြီးဘက်ဝမ်ပောင်ရန်စီကုမ္ပဏီဘက်ကိုဥတီပြီးတော့မှစစ်ကြောင်းထိုးတယ်ပေါ့။အဓိကကရန်စီကနေပြီးတော့မှဂျေးတွေကိုပသိမ်မိုရလန်းအတိုင်းမိုရဘက်ကိုပြန်ထုတ်ဖို့လမ်းပိုင်းအုံပြုဖို့စစ်ကြောင်းထိုးတာဖြစ်တယ်။ကိုဘက်ကမိုင်းဆွဲတော့ဒီစစ်ကြောင်းထိုးတဲ့ဖွဲ့ကလည်းပြန်ဆုတ်သွားတော့ခုတလော ကျင်းနေတွေကိုတခြားလမ်းကတည်ဖို့စဉ်းစားနေတာရှိပါတယ်ဆိုပြီးတော့မှရမပင်ခင်ပါကပတမရှိသူသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်အလောင်းတွေကိုတော့လမ်းခဏပိတ်ပြီးတော့မှလာတဲ့တာပေါ့အဲ့မှာခရီးသွားပြီးသူကားတွေကိုလည်းခဏပိတ်ထားတာပိတ်ထားတဲ့အချိန်မှာပြည်သူတွေကမြင်ရတာပေါ့မြင်တော့ကြမှာဘယ်နှယောက်တည်ဆုံးနေဆိုတာသိရတယ်ဆိုပြီးတော့မှရမပင်ခင်ပါကပတမရှိသူကနေပြီးတော့မှဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်ဒီလိုမျိုးစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နေရာဆောင်တော့ပေါ့နော်နေရာတော်တော်များများမှာကြာရှုံးမှုတွေများစွာရှိနေတာဖြစ်ပြီးတော့မှကျွန်တော်ပြည်သူတော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှဟုတ်ဆိုရင်ဒီတီယိုကုမ္ပဏီကနေပြီးတော့မှ အကျိုးသူစီးပွားရေးလုပ်နေတာကိုအချိန်မီဟန်တာနိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတူတူပို့အနေနဲ့ကတော့အမ်ဘရန်လမ်ပိုင်းရဲ့နေမှာရှိတဲ့နိုင်ကံပြူဟာနေမှာရဲ့နှဲငယ်ချတပ်ဖွဲ့ကြီးတက်နေရကနေပြီးတော့ဇွန်လ20ရက်နေ့ပိုင်းမှာတပ်ဖွဲ့ပြင်းထန်ဖြစ်ခဲ့တယ်ဆိုတော့သတင်းပဲဖြစ်ပါတယ်။တပွဲဖြစ်ပြီးတော့မှလေရင်ဝဲနေပါတယ်တပွဲကပြင်းထန်တဲ့အနေထားရှိပါတယ်ဆိုပြီးတော့မှမြပြင်စီရဲ့တနေ့မြက်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်နိုင်ရကံဘီဟာအနည်းဇွန်လ12ရက်နေ့အထိ တပွဲပြစ်နာခဲ့ပြီးတော့မှအဲ့ဒီနောက်ပိုင်းမှာဆိုတော့တပွဲခက်တိုင်ရင်တဲ့နေရာကနေပြီးတော့မှဒီနေ့မှပြန်လည်ဖြစ်ပွားခဲ့တယ်ဆိုပြီးတော့မှဒေတာခန်တွေကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။ Amberland ဘိုင်းကိုထိန်းချုပ်နိုင်ဖို့နိုင်ငံပြည်အကိုထိန်းချုပ်နိုင်ဖို့တိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့စစ်စင်ရေးတွေကို AA နဲ့ပေါင်းတရိတ်ကနေပြီးတော့မှ February လကနေပြီးတော့မှစတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော် AA နဲ့ PDF ပေါင်းတဖို့ရဲ့ တိုင်းတုံတိုင်းစစ်စင်ရဆိုတော့အောင်မြင်မှုတွေများစွာရရှိနေတာပဲပြတော့မှကျွန်တော်ကပါစာဆလင်းနေယုံနေတဲ့သူတို့ရဲ့စစ်ဌာနချုပ်တွေတိပိုက်နေဖို့စ조사နေတာဘာလဲထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ကြော့ဖြူမျိုးနဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့40ချောတိုက်ဆုံပြီးတော့မှအများပြားထိခိုက်ဒဏ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းပေါ်မှာကိုစီကနေပြီးတော့မှဘယ်လိုမျိုးတုံ့သက်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော်အဲ့ဒီအခု AC ပါ AC ပါဆိုပြီးမြောက်ပေးလာတဲ့ဘောမတွေ 2021အာနာတိန်းတဲ့ကဒီနေ့ထိတို့တင်ခဲ့တဲ့သတင်းတွေကိုပြန်ကြည့်ခင်ဗျားတို့သတင်းတပုတ်ကြီးကြီးလိုက်မကြည့်နဲ့သူတို့တင်ခဲ့တာတွေသူတို့ပြောခဲ့တာတွေနဲ့ဖြစ်နေတာတွေနဲ့အကိုက်ညီမှုရှိလားပေရာသူတို့ကမဟုတ်တယ်ဟာယခင်ဗျားတို့စစ်သားတွေမင်းတို့စစ်သားတွေတေပေါ့မင်းတို့တွေဟမ်တေဖန်ကန်ထိကဖန်ကန်ထိလိုက်ပြန်လာတာကိုယ်က MNDA ကနေပြန်လှုပ်ပေးလိုက်တဲ့စစ်တုံးပန်းတွေကိုနော်ခိုးစိုးလူလိုက်ဓမ္မတွေနဲ့အချုပ်ထောက်မှာပြန်ထည့်ပြီးတော့မင်းတို့အကုန်ပြန်ဖမ်းထားတယ်တိုက်ပွဲမှာအသေးခံပြီးတိုက်ကလေးတွေ လက်နက်ကြီးခဲရန်ထောက်ပံ့မှုတွေပြည့်စုံတော့မရဘူးပြီးတော့မခံနိုင်တဲ့ရန်သူရဲ့ process အောက်မှာကြာချုံးရတယ်ဒူးတော့ပေးလိုက်ကြတယ်ဖမ်းခံထိတယ်ရန်သူကတုံမှန်းပြစ်ထားခံရတယ်ပြန်လွတ်ပေးလိုက်တယ်တခါကိုဘက်ကအသေးခံတိုက်ပေးပါတယ်ဆိုတော့ကိုဘက်ကအဖွဲ့စည်းကပြန်ဖမ်းပြီးထုတ်တတ်တယ်မင်းတို့နောက်တော့တပူပေါ်နှစ်ပူစင်းကမင်းတို့ကအထက်ထက်တေးရမယ်ကောင်းနေပြီလားမင်းတို့ကမနာတတ်လို့ဘာဖြစ်လို့တလိုက်ဆန်နေထက်တော့ခွေးတော်မှနေလောက်လေးနဲ့တစ်ချက်ပြစ်ထားတယ်ရပ်ပတ်တဲ့ဟောင်းနဲ့ခွေးလောက်လေးဝါနဲ့တစ်ချက်ဆွဲပြစ်ထားတယ်နောက်အဲ့လူတို့ကမဟောင်းရဲတော့ ခွေးတော်အမှတ်သိနေရှိတယ်။သူနာကျင်မှုဒါပေမဲ့မင်းတို့စစ်သားတွေအဲ့ဒီခွေးတော်တော်အမှတ်သိနေမှုရှိလို့မင်းတို့မနာတာ။ဟမ်။တွေးခွဲရမှာဘူးဒဲပြောတာငါပြောတာကမှားရင်လာခဲ့။2021တည်းကနေဒီနေ့မင်းတို့စစ်သားဘောက်တွေဝါပြီလေ။ లై ဘောစစ်သားဘောက်ရဲ့စကားတွေနဲ့လော်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 တွေတာအဲ့ဒီခွေးသားတွေမဟုတ်ဘူးမင်းတို့စစ်သားတွေတွေရတာ။ဟမ်။တွားကြည့်ကြော်စုံးတတိမှဆိုအမြဲတောက်ဖြူရေခဲနေတယ်။ဟမ်။နောက်ရှိသေးတယ်ဟုတ်ပါရဲ့။ပိုင်ပိုင်ဆက်ကဘာလဲဟိုကအစိုးရဆိုတော့ဘာဆိုလဲဘာပေါ့လဲပိုင်ရက်ကိုနော်ဒါပေမဲ့ဒီလူကစကားပြောရင်ကြီးတယ် အဲ့ဒီတယောက်ဆိုတဲ့အမြဲခုနှစ်ဖြစ်နေတယ်နတ်ဟိုတက်ထင်းရကောင်းလားငထိန်ဆိုရကောင်းလီလလိုမလိုတန်ခမောက်လိုလိုဟမ်စစ်သားရဲပြောရင်လိုက်ပေါ်မှာကော်ဖီလေးတောက်ပြလိုက်ဟိုကီးဘုတ်လေးပေါ်မှာဖုန်းလေးရိုက်ပြလိုက်မယ်ဟမ်မတည့်ရစီပညာတတ်လိုလိုဟမ်ပရော်ဖက်ရှင်နယ်ပညာရှင်လိုလိုဟမ်မော်လိုလိုထီးလိုလိုအဲ့ဒီကောင်မျိုးတွေကမင်းတို့မြောက်ပေးနေတာစစ်တမ်းမှာတိုက်ကြလာစီအဲ့ဒီမြောက်ပေးနေတဲ့ကောင်တွေအခုလိုင်းပေါ်မှာမြောက်ပေးနေတဲ့ကောင်တွေပဲမင်းတို့စုလိုက်လိုင်းရခိုင်စစ်မင်းတို့လာခဲ့မင်းတို့ခေါ်ကြည့်လာမလားလို့ဒီကောင်မယုံခေါ်ကြည့် နော်အခုလက်ရှိ line ပေါ်မှာမင်းတို့အာတက်မတော်လော်ပြီးတက်လော်ပြီးတက်လော်ပြီးပြောပြီးတော့လောနေတဲ့ကောင်တွေကိုတီးတန်ဆုလိုက်အဲ့ဒီအကောင်တွေကောင်မတယ်နော်ပြီးလို့ရှိရင် uniform အပြည့်တော့အခုလက်ရှိ PDF တွေလိုမျိုးဟိုဒီကအောက်ထုတ်မပါဖဏတ်မရှိဟုတ်လားဒီကွင်းမျိုးမဆုံးကြီးရတယောက်ကိုစက္ကန့်တော့တိတ်နေဆို250 300လိုတဲ့ကြီးမှာ25တော့3000နဲ့တော့30နဲ့ကသွားပြီးတိတ်နေကောင်တွေရှိတယ်အဲ့လိုမျိုးမပြည့်မဆုံးဘုံတော့အပြည့်ဆုံးထည့်ပေးလိုက်နော်ကြီးအပြည့်ရိတ်ခအပြည့်ပြီးလို့ရှိရင်ချက်ဝတ်တစားအပြည့်စင်ပေးလိုက် အခုလက်ရှိ line ပေါ်မှာမင်းတို့တတ်မတော်ထောက်ခံပါတယ်လို့ပြောနေတဲ့ကောင်တွေကိုဘယ်နှကောင်ရှေ့တန်းကိုတွားမလဲလို့အဲ့ဒါအဖြေပဲနော်အဲ့တော့ဒီတိုင်းညီမှာတိုက်နေကြတဲ့စစ်ပွဲကနှစ်ပေါင်း60လောက်အသွင်းမှာလဲဘယ်ပြည်ပနဲ့မှတိုက်ခဲ့တာမဟုတ်ဘူးဒီတိုင်းလူပြည်သားချင်းများစဉ်းစားကြည့်လေကွာမင်းတို့တစ်ဖက်တက်မသေးငါတို့ကတက်မတော်ငါတို့အုတ်ထုတ်ကမယ်ငါတို့အုတ်ထုတ်ကံငါတို့အုတ်ထုတ်တော်ခံရမယ်ငါတို့ကတိုင်းလူမပြုတ်ဘဲဆိုတဲ့တစ်ဖက်တက်စကားကိုခဏထားလိုက်ခဏလေးထားလိုက်ခဏလေးเนาะတင်းရင်ရွာတရွာဟမ်သူတို့ ဘိုးဘွားပိုင်းပဲစင်ဆက်ပိုင်းတောင်ရံလှုပ်ရှားနေတဲ့ဒေတာနော်စိုက်ပြိုးစားနေတယ်မင်းတို့စစ်ကြောင်းဝင်လာတယ်ဖမ်းစည်းတယ်စစ်ဆေးတယ်ရိုက်ပုတ်တယ်မင်းစမ်းတယ်ဖြတ်စည်းတယ်မွေးထားတဲ့ကြက်ဝက်တွေဖမ်းတယ်ချက်တယ်ပြုတ်တယ်နော်ခံမတည်တားပြုတ်တမိပြုတ်ဖမ်းပြီးတော့မရင်းကျင်တယ်အဲ့တော့မင်းတို့ကိုအဲ့ဒီအဖွဲ့စည်းကလက်ခံမလားအဲ့ဒီလူတွေနေရာမှာမင်းတို့ဆိုရင်ရောမင်းတို့လက်ခံမလား ကိုစီရတော့ပါနော်အခုစတော့ကျွန်တော်တို့ကြောက်ဖြူမြို့တင်းတက်ဖွဲ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်တည်ဆုံခဲ့တဲ့တရင်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကြံတဲ့တမိတဆုံတွေကိုအလင်းဝင်ကြဖို့ပိတ်ခေါ်ပြောဆိုထားဖြစ်တဲ့ဒီကောင်တွေကတော့ဒီအထက်ရာရှိတွေကနေပြီးတော့ထိုးချွေးခံစစ်နေနေပါနော်ခုလိုမျိုးတုံးချနေတာပြီးတော့မှဒါကောနိုင်ကောင်မတ်မတိပဲနဲ့နောက်ွယ်ရနေပြီးတော့မှပုံမရကွယ်ကနေပြီးတော့မှအခုဆိုရင်လော်ပေးနေချတာပဲဖြစ်ပါတယ်အဲ့ဒီအုပ်စုတွေကဆိုတော့ကျွန်တော်ပြည်သူတွေကိုတပြက်မို့တွေတိတက်ပြီးတော့လှုပ်ဆောင်နိုင်အောင် အပီလုံးဆောင်နေကြတဲ့အုပ်စုတွေဖြစ်တာမလို့ကျွန်တော်တို့အနေနဲ့ဒီ fix အနာရှင်လူသစုတွေကိုတော်လန်တဲ့နေရာမှာအမြန်ဆုံးပေါ့နော်တခါတည်းဖြုတ်ချမဲ့အုပ်စုတွေပဲဖြစ်ပါတယ်ဒီကြောင့်နေနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှဝေးရမြေလေးတွေကိုလည်းတခါတည်းရေးပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့ဒီဘောမမျိုးဆိုးကနေပြတော့မှမြောက်လိုင်းနေနဲ့ဒီလာမဲ့ရွေးကောက်ဖွဲ့မှာဆိုတော့နိုင်ငံရေးထုတ်ဖော်ရှာဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းဟောသွန်းနေပြတော့မှတပတ်ရဲနဲ့ပေါ့နော်ဘယ်လိုမျိုးပြောင်းလဲပြောင်းဆက်လို့ပြောထားမှလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် နောက်မှတော့အစိုးရတက်လာတယ်တန်ကြီးရအနာကိုတိမ့်မယ်တန်ကြီးမှလိုအပ်တဲ့စာဦးတွေစီစဉ်နေချမှတ်လို့ဆောင်ရတယ်ခြေကောင်းဦးတွေရေးဆွဲနေတက်လာမဲ့အစိုးရအထက်အစာဦးတွေစောက်ပြီးသွားတယ်အချိန်တန်တဲ့အချိန်တစ်ခုရောက်လာတဲ့အခါဘုရုံမကြီးတန်းရွှေအနာကိုထားခဲ့တာပါအဲ့ဒီအချိန်မှာသူတာအနာရှင်ဖြစ်ခြင်းနဲ့ဆိုရင် ူဒီသားစုဝင်တွေကတယောက်ယောက်ကိုဆက်ရခုလို့ရတယ်။အဲ့ဒီချိန်တုန်းကလေဘရွှေကြီးကိုဂလန်ကဆန်ပြောရတဲ့သူအယောက်မှမရှိဘူး။ဒါပေမဲ့ဘူတန်ရွှေအဲ့ဒီလိုလောက်မတော်တော့သူလည်းရှိနတ်ဆက်ကဆိုရဒီတိုင်းပါလေ။တိုင်းပြည်ရဲ့အာဏာကိုထိန်းနေနောက်အစိုးရတရက်ပေါ်ထွက်လာဖို့အတွက်ရွေးကောက်ပွဲလမ်းကြောင်းကိုဖောက်ပြီးလဲရွေးကောက်ပွဲလမ်းကြောင်းအောင်းအောင်းမြင်မြင်ဖြစ်အောင်လုပ်ပြီးဟုတ်ပြီမင်းတို့ရွေးကောက်ပွဲလုံးမပေးဘူးကွာ ေတိုင်းကြီးကိုမာပဲအုပ်ချုပ်မယ်ဘာလို့နတ်ဆောက်ကဆိုတော့လည်းအုပ်ချုပ်မယ်ဘသူကပြောမလဲဘသူမကြည့်နဲ့လဲဘသူပြောရမှာလို့ပြောဘသူကတော့ပြောလို့ရမှာထို့တော့နတ်ဆောက်ကဆိုရအဲ့ဒီလိုမလုပ်ဘူးလို့ဘိုးချုပ်မူကြီးမဲအောင်မယ်လေအဲ့ဒီလိုမလုပ်ဘူးသူကတိပေးထားတဲ့အတိုင်းရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်နေရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်တယ်ဆိုတာမြန်မာနိုင်ငံတော်ကြီးဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိဖို့အတွက်ငပိန်းနေပြောနေတယ်လို့ လဆကအစိုးရကသူ့ရဲ့ထွက်ပေါက်ဖြစ်လုပ်နေတယ်ဆိုတော့မဟုတ်ပါလုံးဝကိုမဟုတ်တာပါအတိအချကိုမဟုတ်တာအတိအချကိုမဟုတ်တာစစ်တပ်ကိုမြေမတက်မလို့ဘယ်သူတွေကမြတ်ပောက်ပိတ်အောင်လုပ်နိုင်မှာလဲပေါ့မျိုးဆိုတော့လေကြည့်လေချင်တယ်ပေါ့နော်ခုဆက်မြောက်လိုက်တော့အနေနဲ့ကတော့ဒီရွေးကောက်ပွဲနဲ့တက်ဆက် နိုင်ငံရေးထွက်ပေါ်ရှာပြီးတော့မှသမရဖြစ်ကျင်တဲ့ဆန္ဒတွေကိုထင်ကျင်ထားပြီးတော့မှကျွန်တော်တို့ကိုကျင်းတဲ့ပြောဆိုနေတာဖြစ်တဲ့သူတွေရဲ့လွတ်ရတွေကဆန္ဒကျတော့အလုံးသိရှိထားတဲ့အတိုင်းခုစရဲ့ဒီဘက်ကစားနိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းပြီးတော့မှရုပ်ောက်ပွဲအောင်မြင်ချင်းပပြတာနဲ့ပေါ့နော်တည်ဝင်အစိုးရဖြစ်တီမပြုတ်ခံရဖို့ကိုသူကနေပြီးတော့မှစစ်တိုက်ဆိုသလိုစူးစမ်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လဲကျွန်တော်တို့ NUG ပါဝင်ကျန်တဲ့တော်လိုင်းရေးတပ်ဖွဲ့တီတီကနေပြီးတော့မှမြောက်လိုင်းတို့ဒီရုပ်ောက်ပွဲမှာချင်းပနိုင်အောင်အစွမ်းကုန်တော်လဟန်တားမယ်ဆိုပြီးတော့မှချေချော်ထားကြတာဖြစ်တယ်လို့ဒီနေ့မှကုန်ခင်ပါပဲဖစ်ဆက်အာနာရှင်စနဲ့ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ ်မှာအပြေးတိုင်ခြုံငိမ့်သွောင်းအောင်ဝိုင်းဝန်းစ조사ကြမယ်ဆိုပြီးမှကျွန်တော်တို့ပြည်သူတွေနဲ့တူတန်ထိုင်တန်ကြာတာကြာတာပဲဖြစ်ပါတယ်။ဒါတွေအားလုံးကျွန်တော်တို့အနေနဲ့အောင်မြင်မြင်နဲ့ပေါ့နော်။ဟာတာတားစီနိုင်ဖို့ဆိုတော့ကျွန်တော်မျိုးဘက်ပြည်သူတွေအားလုံးကနေပြီးတော့မှကိုရဲရဲအနေနဲ့တည်တော်လိုက်မှာတတဲဝင်ပူပေါင်းပေါင်းရမယ်အချိန်ပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့အပါသမီးစစ်ဘောမှာဖြစ်တဲ့ sniper ဆူကနေပြီးတော့မှအမေဆူကိုလာခဲ့ချင်တယ်ဆိုရင်တော့နေပြီးတော့ထိပေါ့နော်ထောင်ပေါက်ပြီးတော့မှလာခဲ့ချဖို့သူကနေပြီးတော့မှကျတို့တော်လန်ပီသူတွေကိုစိန်ခေါ်ပြောဆိုထားတဲ့အားလေးတစ်ချက်လောက်နောက်ထောင်ကြည့်လိုက်ရအောင်နော် ။လောင်စန်းစုကြည်ရဲ့အတွင်းရေးတွေအစားဖွင့်ထုတ်လာခဲ့မယ်ဆိုရင်တော့ရှင်တို့ရဲ့ချစ်လာဆိုတော့တောင်စန်းစုကြည်ရဲ့ဂုံတိတ်ခါပဲထိခိုက်မယ်ဆိုတာမမေ့စေချင်ဘူးနော်။စေတနာနဲ့ပြောပြတာသိလား။ပြီးတော့ CDB ပေါ့ချောင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်မပြောချင်တာနောက်ထပ်တွေးမိတာတစ်ခုပေါ့နော်။အကျဉ်းတော်တွေမှာရှိရဲ့အကျဉ်းသားတွေအားလုံးကို CCTV မှန်တမ်းနဲ့စောင့်ကြည့်ရရှိလို့လားရှင့်။ဒေါ်စန်းစုကြည်တယောက်တည်းကိုပဲတရားရှာစောင့်ကြည့်နေတာဘာကြောင့်လို့ထင်ပါမလဲ။ဒေါ်စန်းစုကြည်ကအသက်80တန်းရောက်နေပြီ။ကျမကြီးကိစ္စဘာညာနဲ့မတော်တဆမတော်တဆချွတ်ချော်တိုင်းမခဲ့သေးသေးရှိတော့။သူ့ရဲ့ဘု து ပြောကမှမပါဘဲနဲ့ပေါ့နော်။သူ့ရဲ့ကံတရားကြောင့်သူ့ရဲ့အသက်အရွယ်ကြောင့် ချွတ်ချော်တင်းပါတယ်ဆိုတဲ့ကိစ္စအကိုကဘာကြီးကိုအမှန်တမ်းပြနိုင်မှုအတွက်ကိုဒီလိုမျိုးစောင့်ကြည့်ထားရလို့ပဲကျွန်မမြင်နေရှင့်သူမဟုတ်တာလည်းဘာမှမလုပ်ဘူးသူများတွေကောင်းကောင်းမုံမဲ့ဆောက်ရှောက်ထားတာရှင့်ဒါလေးတွေကအမေးစုချစ်သူများသိအောင်ပြောပြတာပါကျွန်မတို့ကဒါဒေါ်ဆောင်ညီနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမုံပြောဆိုနေတာတွေကိုမရိုင်းနေရတယ်လို့လည်းကျွန်မရုပ်သံဖိုင်ကိုပြမယ်ရှင့်ကြည့်ကြည့်လိုက်ပါဦးဒေါန်ဆန်းစုကြည်မွေးနေမှာဒေါန်ဆန်းစုကြည်အတုပါချနေကြတယ်။အဲ့ဒါနီးပိတ်လေးလောက်တာရှင်တို့အချင်းချင်းပဲသွားပြီးတော့လည်းလည်းပြောလိုက်ကြပါအောင်။လုံနေကင်ရဲ့ကိစ္စရဲ့အစဉ်ပြေချုံးမှုရဲ့လားဆိုတာလည်းစဉ်းစားကြည့်ကြပါအောင်။တေဆုံးချင်းမရှိသေးတဲ့သူတယောက်ကိုအတုပါချနေရဲဆိုတော့တေစီကျင်းလို့လား။ဟွန်း ကိုယ့်ကိုမေးကြည့်ကြပါဦးရဲတရခြေရလားရဲတရခြေတော့ကြေသွားမတယ်လားကုတုကန်နေရအကုတုကန်နေကြေသွားအောင်လားရဲတရခြေရနဲ့နည်းနည်းအုံနောက်လေးပါလေးတုံးကြပါအောင်လို့ပြောချင်တယ်ရှင့်ဒေါန်ဆန်းစုကြည်ကန်တရားကလေလူကြည့်လူခင်ပေါ်မဲ့ကန်တရားသိလားသူ့ရဲ့ကန်တရားကသူမှားနေတော့သူ့ချစ်ကြတယ်ဒါပေမဲ့သူ့ချစ်တဲ့သူတွေကအသိဉာဏ်နဲတဲ့သူတွေဖြစ်နေတာတော့သူ့ရဲ့ကန်ဆိုးမှုပဲရှင့်အရင်ကကုတုလုပ်တဲ့ခါမှာကုကုလိုသွားတယ်နဲ့တူပါရှင့် ကိုယ်ချစ်တဲ့သူတွေကညံတိန်တဲ့သူတွေဖြစ်နေတော့ဒီလိုမြင်ကွင်းနေမြင်ရတာပါပဲရှင်။ဒါပြင်ဟိုကျွန်မလာဆိုင်နေမိတ်ဆွေချစ်သူများပေါ့နော်ဒီပိတ်တွေကျွန်မပြောချင်တာကဒေါန်ဆန်းစုကြည်ကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာနေနေရတယ်လို့တကယ်ယုံကြည်ရဲဆိုရင်တကယ်ယုံကြည်ရဲဆိုရင်နော်စိတ်ထဲကနေနှစ်နှစ်ကကယုံကြည်ရဲဆိုရင်ကြိမ်ကြည့်ကြပါလား။ကြိမ်ဆိုကြည့်ကြပါလား။ဘလို့ကြိမ်ဆိုရမယ်ဆိုတော့ကျွန်မသင်ပေးမယ်။ဒေါန်ဆန်းစုကြည်ကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာစစ်အစိုးရရဲ့ဖမ်းဆီးခြင်းမတရားဖမ်းဆီးခြင်းခံရတယ်ဆိုရင်ကျွန်တော်တို့ဒီပိတ်တွေအားလုံးမိတ်ဆွေချစ်သူများအားလုံးကြီးပွားတိုးတက်ချမ်းသာပါစေလို့ဆုတောင်းကြိမ်ကြိမ်ပေါ့နော်။ တကယ်လို့ဒေါန်ဆန်းစုကြည်ကအပြစ်ရှိလို့ထောင်ထဲဝင်ရတယ်ဆိုရင်ကျွန်တော်တို့ဒီပိတ်တွေနဲ့တွန်လိုင်းလုပ်နေတဲ့သူတွေအမေဆုချစ်တဲ့သူတွေအကုန်လုံးဘဝတွေကစိုးဝါးစွာဆင်းရဲဆုတ်ပြတ်သွားပါစေလို့ဆုတောင်းကြည်တင်ဆိုကြည့်ပါလားရှင်တတိရှင်လုပ်ကြည့်လိုက်။ဘာကြောင့်လဲဆိုတော့လူတွေကကို့အကျိုးစီးပွားထိမှာနည်းနည်းလေးနားတက်တာရှင်။သိလား။ဒါကြောင့်ကို့အကျိုးစီးပွားကိုတည့်ပြီးတော့ပဲတင်ဆိုကြည့်။ဒေါန်ဆန်းစုကြည်ကိုယုံနေဆိုရင်ကို့အကျိုးစီးပွားကိုလောင်းကြည့်ထက်ကြည့်လိုက်ရှင်။အဲ့ချိန်ကျရင်ငါတို့ဒီဒေါန်ဆန်းစုကြည်ပေါ်မှာဘယ်လောက်ကြီးယုံကြည်လဲဆိုတဲ့အကြောင်းတရားကိုကိုယ့်ရဲ့ကောင်းထဲမှာကိုယ့်အကူအလင်းပွင့်လာလိမ့်မယ်။ ကျမတို့လာမဆဲနဲ့အဖို့ပဲနော်လောင်စန်းကြီးလုတ်ခဲ့တဲ့ကိစ္စရက်ဒီမှာလည်းကျမတို့ပေါ့ပတ်သက်ခဲ့ရလည်းမဟုတ်ဘူးအရေးယူတဲ့အပိုင်းမှာလည်းကျမတို့ပေါ့ပတ်သက်ခဲ့ရလည်းမရှိဘူးကျမတို့မြင်အောင်မြင်တဲ့တိုင်ပြောတာပဲရှိတာကျမတို့ပြောလိုက်လို့လည်းဒေါန်စန်းစုကြီးဘာမှလည်းထူကြသွားတာလည်းမရှိဘူးသူ့ရဲ့ထောင်ကန်တိုးသွားတာလည်းမရှိညော့သွားတာလည်းမရှိထုံရင်းပဲပုံမှန်ပဲရှင့်ပြီးတော့ကျမတို့ကဒေါန်စန်းစုကြီးကိုဘန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အန်ယူဂျီဖွဲ့ရတူလည်းမဟုတ်ဘူးစိတ်နာကျင်းတာအဲ့ဒီလူတွေကိုစိတ်နာရမယ်ဆိုတာလေခေါင်းထဲမှာဖတ်ထားစေချင်ပါလေကျမကပြောတာကတော့ဒေါန်ဆန်းစုကြည်မွေးနေမှာပေါ့နော်အင်မတန်ခတ်တုံပြီးနေကြတဲ့ဒီပိတ်တွေအတွက်ကိုစကားလက်ဆောင်ပေးပြတာဖြစ်ပါရဲ့ရှင်ကျမနိုင်ငံတိတ်ကို over တွေတိတ်လုံလုံးနေတယ်လား ီလိုလုပ်တဲ့လူတွေလည်းအကြံဉာဏ်ပေးချင်တာတောင်ဆန်းစုကြည်ကိုပေါ့နော်ရမ်းကဲတင်ချင်တယ်ဆိုတော့တောင်လိုင်းလုံနေကြတယ်နော်တောင်လိုင်းရလည်းမရှိတော့အကြံပေးသမားဖြစ်ကုန်ကြပြီနော်တကယ်ကဲချင်လို့ရှိရင်ပြီးတော့မှတောင်ဆန်းစုကြည်ထောင်ထဲမှာအချင်းချခံနေရတယ်အဲ့ဒီမှာသွားပြီးထောင်မှာသွားဖောက်လိုက်ကြရှင်ထောင်သွားဖောက်လိုက်ကြတမတို့ location ပြပေးမယ်ဒါတော့ပေါ့နော် sniper ဆွဲနေပြီးတော့မှဒီမနေ့ကအမေဆွေမုန်းနေမှာဆိုတော့ကျွန်တော်တို့ဒီဒေါန်ဆတ်ဆွေချီကိုအများဆုံးလိုမျိုးစေချင်တယ်ဆိုရင်တလန်ပီသူတွေအားလုံးကနေပြည်မှာနေပြည်တော်ထိလာခဲ့ကြဖို့တော်နေပြည်မှာအစင်ကိုပြောဆိုထားဖြစ်တယ်သူတို့အနေနဲ့ကတော့ကျွန်တော်တို့ပီသူတွေနဲ့ပေါ့နော်တလန်တဖွဲ့ဝင်ကြတဲ့မှာ အောင်မြင်မြင်တဲ့စီလုံးညွှန်ရဆောင်တဲ့စကောင့်စီတွေရဲ့စကားနဲ့တခုပြီးတခုတင်ပတ်ရယူနေတဲ့အချိန်မှာကျွန်တော်ပြည်သူ့အချက်တော်ဖြစ်တဲ့အမေဆိုပြန်ပြတော်လို့မျှော်နိုင်ဖို့ဆိုရင်တော့ကျွန်တော်ကလည်းပြတော်ပဲလှုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်းတွေကိုသိရှိထားတဲ့နောက်ကိုပြောလို့မျိုးဆက်ဆက်ဆက်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အလုံးသိရှိထားတဲ့အတိုင်းအခုဆိုရင်စကောင့်စီတဖို့တွေကတော့တက်ပြနေတာပြတော်မျှော်နိုင်ပေါ့ရင်ကျန်တဲ့စကောင့်ဆောင်တွေအလုံးအားဆိုတော့သူတို့ရဲ့ဒီဆေးရဆုမှုတွေပြန်ပြတော်မှအဖြစ်ပေးအယူခံရမှာပဲဖြစ်ပါတယ်။နေရာတွေကိုလည်းပေါ့နော်ကျွန်တော်ဒီဘောမတွေကိုလည်း တခါတည်းအတိပေးပြောဆိုထားတာမလို့အခုချိန်ထိသူတို့ဘားတွေကိုဆက်လက်ပြီးတော့မှဒီလိုမျိုးမရွေးဆန်ဆွမ်းနဲ့အချောင်ပြီးတော့မှဆက်လက်ထောက်ခံနေကြအောင်မယ်ဆိုတော့ကျွန်တော်တို့တော်လန်ပေးသူတွေပါဝင်ရဲဘော်တွေအားလုံးအနေနဲ့ပြီးတော့မှအပြစ်ပေးအရေးယူတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ကက်တကတရင်တပုတ်လေးဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ချင်းတော်လန်ရေးလက်နက်အားလုံးစူးစီးညှဉ်းပန်းမှုနဲ့ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ထုတ်သွားဖို့ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြီးညာလိုက်ပါတယ်။ဒါကြောင့်ဇွန်လ၁၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ်ချင်းမီနယ်မှာရှိတဲ့ CDF ဟာခါ CDF မတူဘီ CDF ကလေးစတဲ့အဖွဲ့တွေအပါအဝင်ချင်းတပ်ဖွဲ့18ခုကပူးတွဲကြီးညာလာတာပါအဓိကကတော့လက်ရှိနှွေးဦးတော်လန်ရေးရဲ့အဓိကပန်းနိုင်ဖြစ်တဲ့ဘုံရန်သူအချက်ဖက်စကောင်စီတက်အမြင့်ပြတ်ချုပ်ငိမ့်ရေးနဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ချင်းမီနယ်မှာရှိတဲ့လက်နက်ကင်တွေအားလုံးအချင်းချင်းပုတ်တိုက်မှုတွေနဲ့အငင်းပွားမှုတွေကိုရှောင်ရှားပြီးနေမြေအငင်းပွားမှုတွေကိုလည်းနိုင်ငံရေးနည်းနဲ့ဆွေးနွေးအပြေရှာညှိနှိုင်းပြီးတော့ လက်ရှိအဓိကပန်းနိုင်ဖြစ်တဲ့ဆရာနာရှင်စနစ်ချုပ်ငိမ့်မှုအတွက်ကဘုံရန်သူကိုအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တော်လန်တိုက်ထုတ်သွားဖို့ချင်းတပ်ဖွဲ့18ခုကပူးတွဲကြညာလာတာပဲဖြစ်ပါလိမ့်မယ်ဒါတော့တော်တော်လေးအားရစရာကောင်းတယ်နော်ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့ချင်းတပ်ဖွဲ့16ခုဟာဆိုတော့ခုလိုမျိုးစူးစီးပြီးတော့မှစစ်ကောင်စီကိုကျွန်တော်တို့ဘုံရန်သူပြစ်တတ်မှတ်ပြီးတော့မှတိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်ချင်းပြည်နယ်မှာဆိုတော့ကျွန်တော်တို့ကြာနေသေးတဲ့ တို့မျိုးကိုမကြခင်မှာကျွန်တော်တော်လန်ပူအောင်တဖို့နဲ့ပြီးတော့အပီချိန်မယ်ဆိုပြီးတော့အားလုံးတွေးကြောထားချတာမလို့စစ်ကောင်စီတဖို့နဲ့ဟိုဆိုရင်စစ်ကြောင်းထုံးနေပြင်မဲ့ရှေ့ကိုမရောက်တာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ New Democracy Lesson နဲ့ပေါ့နော်ကျွန်တော်တို့ကိုလူမျိုးကိုဒေတာလူမျိုးနိုင်ဖို့ဆိုရင်ဟူကလေးကကျွန်တော်တို့တော်လန်တဖို့ဝင်နေတဲ့တပေါင်းစုစုအနေနဲ့တည်ဆောက်ပြီးတော့မှအချင်းချင်းဝင်းဝန်းဖိမောက် ကိုကြီးနဲ့စကောင်စီနဲ့ facial လူတစုတွေကိုအများဆုံးဖြိုချဖို့လွှမ်းနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့ဘဝင်သူဖြစ်တဲ့မြောက်လိုင်းတို့အုပ်စုအားဆိုတော့ဒီရုရှားကိုကြီးနဲ့ကျွန်တော်တို့ပြည်သူတွေတက်ဖြတ်မှုတွေစစ်တပ်ဆိုလိုကျူးလွန်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုကလေးကအားလုံးဒီတော်လိုက်မှာထဲထဲဝင်ပူပေါင်းပုံရဲနဲ့ကျွန်တော်တို့ကိုဒီတက်ဖြတ်ဖန်ဆီးမှုတွေစစ်တပ်လှုပ်ဆောင်နေတဲ့အုပ်စုတွေကိုအများဆုံးမြန်မာပြည်ကနေပြည်တော်မှာမောင်းထွေရမယ့်အခြေရောက်နေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့ပါပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညချမ်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်